်တော်ဓမ္မမင်းရှင်ကြီးကိုမောင်ပါဘုရားမင်္ဂလာရှိသောနေ့လေးမင်္ဂလာရှိသောနာနခင်လေးပါလို့ခရစ်တော်ဤနာမဖြင့်နှုတ်ခွန်းဆက်လက်မြတ်တာပို့တာပါတယ်ဒီနေ့မှာတော့ဖြစ်ရင်ဘုရားသခင်ကကျွန်တော်တို့ကိုဘယ်တော့အခါမှစွန့်ပြစ်မထားဘူးဆိုတဲ့တသက်သာရကလေးတစ်ချက်ကိုအတူခွန်းယူဖို့ဒိုင်လနဂတိကျန်အခန်းကြီး3အပိုင်ငယ်25မှာဖြစ်ပါတယ်ရှင်မင်းကလူလေးယောက်တို့သည်မတုတ်မနှောင်ပဲမိထဲ၌ တွာလာ၍ဘေးဥပနဲ့ကင်းလွတ်သည်ကိုငါမြင်သည်တကားဇရုထလူသည်ဖျားသားဤအစင်းတရံရှိသည်ဟု မိတ်တော်မူ၍တဲ့နော်မိထဲမှာမတုတ်မနောင်ဖဲတွာလာကြတယ်ဇရုထလူသည်လို့ပြောတယ်အဲ့ဒါသခင်ရှုခရစ်တော်ဖျားပဲဖြစ်ပါတယ်မိထဲချလိုက်တဲ့အချိန်မှာတော့တုတ်နောင်ပြီးမိထဲချတယ်ဒါပေမဲ့မိထဲမှာတုတ်နောင်ချင်းကင်းလွတ်ပြီးတော့မှ အဲ့ဒီတုံ့နှောင်ခြင်းခံရတော့ယုဒလူငယ်ပြောမစွန်ဂျူးလူငယ်၃ဦးနော်အစ္စရေးလူငယ်၃ဦးဟာမိထဲမှာတုံ့နှောင်ခြင်းကင်းပြီးလမ်းလျှောက်နေတာတနည်းအားဖြင့်ဝိုင်းကြီးပပဒူဝေလုံနေတာဒါပေမဲ့ဇရုတ်ထလူကဖျားရဲ့အစင်းတန်ရှိတယ်လို့ဘယင်ကမြင်တယ်တဲ့အဲ့ဒါပေါ့ဘာလို့ဘယ်လောက်ကြီးမားတဲ့လွင်တီးကောင်တွေကဟာလာအိုး မြင့်မားလာတဲ့ဒီရုတ်ထုတိုင်ကြီးကိုထူထားတဲ့ဘယင်ရဲ့တိုင်ကို မကိုးကွယ်ဥမချတဲ့လူကမိဖို့လဲချမယ်လို့ကြိုတင်မိတ်ကြားထားတော့ညာလဲပဲထာဝရဘုရားကလွှင်းရင်ဘယ်အရာကိုမှဥချကိုမပြုတ်ဘူးလို့သူတို့ကတန်ဋိဌံချပြီးဘုရားကိုယုံကြည်တဲ့လူငယ်၃ဦးပဲဖြစ်ပါတယ်ဒီဒီလူငယ်လေး၃ဦးကဘုရားကိုချစ်တဲ့လူငယ်တွေဖြစ်ပါတယ်ဒါကြောင့်မို့သူတို့ကိုဘုရားသခင်က စွန့်ပြစ်မထားတဲ့အနေအထားပေါ်မှာကောင်းကောင်းခရစ်တော်ကဒီကိုယောင်ထင်ရှားပြပြီးတော့ဇရုထလူသည်တဲ့ဒီဖယားသားရဲ့အစင်းတန်ရှိတယ်လို့ဘုရင်ကကြွေးကြော်ပြီးတော့မှဒီပြောကြားတာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒုက္ခထဲမှာကိုတော်ကကျွန်တော်တို့ကိုစွန့်ပြစ်ထားသလားတဲ့စွန့်ပြစ်မထားပါဘူးเนาะဒါကြောင့်ကကဘာကုံတဲ့အထိသင်တို့နဲ့ငါအတူရှိပေးမဖျားလို့ပြောပါတယ်ဒါကြောင့်မို့ တင်တို့ဒီလောကမှာဒုက္ခဆင်းခြင်းရှိတယ်သို့တော်မစိုးရင်လည်းငါဒီလောကကိုအောင်ပြီဆိုတာအဲ့ဒါကိုပြောတာဒီနေ့မိတဲမှာဘယ်လူပုပ်ကိုတူတယောက်မြမလွတ်ကဲနိုင်တဲ့နေရာဖြစ်ပါတယ်မိဆိုတာမိဖို့တည်းခြားပြီဆိုလောင်ကျွမ်းပါပဲဘာကြောင့်လဲတဲ့အရှိန်အဟုံနောက်ထပ်ကြီးမာတဲ့အရှိန်ဟုံသူတို့မိအရှိန်ဟုံထမြင့်တင်တာပဲဖြစ်ပါတယ်ပရမတော့မိဖို့ကတမ်းမှန်ဒါမဲ့ဒီလူငယ်လေး၃ယောက်က တီထားသောရုတ်ထုတိုင်ကြီးကိုဥမချတဲ့အခါမှာဘယင်ကကြီးစွာဒေါသထွက်ပြီးတော့မိဖို့တဲကိုကြိုတင်ပြောတာတဲ့အတိုင်းပဲချပြဲမိဖို့အရှိန်ထမြင့်တော့ပူပြင်းလာတဲ့မိဖို့စောစောသူတို့ကိုမိတဲ့ဆွဲချမဲ့လူတွေတောင်အပူချိန်ဟပ်ပြီးသေးတာဒါပေမဲ့လူငယ်၃ယောက်ကမိဖို့ထဲမှာ တုံ့နှောင်ကြီးချလိုက်တော့လေသူတို့ဒီ တုံနောင်ရင်ကင်းလို့ပြီးတော့မှသူတို့အနောက်မှာဘဒူကအားပေးနေတယ်လဲဆိုရင်အိမ်မာနွေလာအရှင်ပဲဖြစ်ပါတယ်အဲ့ဒါကသင်တို့နဲ့အတူရှိမီဆိုတဲ့ဂတိတော်ပဲဖြစ်ပါတယ်အိမ်မာနွေလာရဲ့အတိတ်ပဲကသင်တို့နဲ့အတူအမြဲတမ်းရှိပေးမယ်ဖေဟာတရားယုံကြည်သူခရိယံဖះသားသမီးနဲ့အမြဲတမ်းကကဘာကုံတဲ့တိစွန့်ပြစ်မထားတာကအဲဒီသခင်ရှုခရစ်တော်ဖះရဲ့ဂတိတော်ပဲဖြစ်ပါတယ်ဒါကြောင့်မို့ဒီ သင်တို့ကိုအလင်းဆွန့်ပြစ်ရမထားသင်တို့ဇပင်ကြီးရှိသမျှကိုလည်းရေထွက်လိရှိတယ်။နော်သင်တို့ကိုဆွန့်ပြစ်မထားဘူးဇပင်ကြီးကိုလည်းရေထွက်လည်းရှိတယ်။နောက်စာငက်တွေတောင်ကြည့်ဘုရားသခင်အခွင့်မရှိရင်မြေပေါ်တောင်ကျเสียအကြောင်းမရှိဘူးတဲ့။စာငက်တောင်မှာဘုရားသခင်အခွင့်ရှိမှမြေပေါ်ကျတာပြောချင်တာအခွင့်ရှိမှသေတာဘုရားသခင်ကြွေးမွေးနေတာဆွန့်ပြစ်မထားဘူး။ဒီစာငက်တွေတောင်ဒါကြောင့်သင်တို့ဒီစာငက်ထက်သာ၍မြတ်တယ်။ ဒါကြောင့်မို့တခင်ရှုခရစ်တော်ဖျားသည်တကယ်ကိုဒုက္ခရောက်တဲ့အခါမှာဆွန့်ပြစ်မထားဒုက္ခအแทမှာသင်တဲ့တူငါဝေမြမျှဝေပြီးခံစားပေးမဲ့ဖျားဖြစ်တယ်နော်ဒုက္ခထဲမှာသင်တူဦးတယ်မဟုတ်ဘူးသင်တဲ့အတူရှိပေးမဲ့ဖျားသင်အနာမှာရှိနေတော့တခင်ရှုဖျားအမြဲတမ်းရှိတယ်ဆိုတော့ကျွန်တော်တို့မမေ့ဖို့ဖြစ်တယ်ချစ်တော်ဓမ္မမိတ်ဆွေများနော်ဒီနေ့ဒုက္ခထဲမှာသင်ကို အတူဝိုင်းဝန်းခံစားပြီးမဖျားသည်တင့်ကိုကယ်သောဖျားတင့်ကိုအသက်ပေးသောဖျားတင့်ကိုငရဲကနေလွတ်မြောက်စေသောဖျားတယောက်ငရဲကနေလွတ်မြောက်စေနိုင်တယ်မကတင်သည်အခက်ခဲဒုက္ခဆင်းရဲကြုံတိုင်းကြုံတိုင်းမှာ ပြဿနာကြုံတိုင်းမှာတင့်အနာမှာကိုတော်ကအမြဲတမ်းနေပေးနေတယ်ရှိပေးနေတယ်ဆိုတော့မမေ့ဖို့ဖြစ်တယ်ဒီနေ့ဟုတ်လားတင်ရဲ့ဒုက္ခတွေမှာကိုတော်က အနာမှာအတူအားပေးနေတယ်ဆိုတော့ကျွန်တော်မမေ့ဘူးဖြစ်တယ်တယောက်တခင်ရှုခရစ်တော်ကိုနိုင်လဲအားနေသွားတဲ့အချိန်မှာ စိတ်တကြနေတဲ့အချိန်မှာကားတိုင်းပေါ်တက်ဖို့ဤခွက်ကိုလွန်ပေးလို့ရရင်လွန်ပေးပါလို့သူဆုတောင်းတဲ့အချိန်မှာကောင်းကင်တမဂါဗီလာကိုခမဲတော်ဘုရားသခင်ကသူ့ကိုအားပေးဖို့ဆင်လွတ်တာတွေ့တယ်တွေ့ရတယ်ဘုရားသခင် ကိုတိုင်ပေါ့တော့သူ့ကိုအားပေးတာကိုကျွန်တော်တွေ့ရတယ်လို့ဒီနေ့ကျွန်တော်တို့ဘုရားသားသမီးကျွန်တော်တို့လည်းပဲ ရင်ဆိုင်ကြုံတွေ့ရတဲ့တခါလေးအခက်အခဲတွေပြဿနာတွေကြားထဲမှာဖះမများကျွန်တော်တို့စွန့်ထားသလားလို့ကျွန်တော်တို့ထင်ကောင်းထင်မယ်။ नो ပါချက်တော်ညီကောင်မောင်တော်မတို့ဒီရှာဒရက်မေရှက်အဘိဒိနေကောဆိုရဒိုင်လာရဲ့တန်ငင်း၃ဦးပဲကျွန်တော်ကြည့်။ဖះသူတို့ကိုအကဲရဲ့မကဲရင်လဲသူတို့အဲ့ဒီမီးထဲမှာသူတို့အသိခံမယ်။ဒီရုတ်ထုတော့သူတို့မကိုးကွယ်နိုင်ဘူးဥမချနိုင်ဘူး။သူတို့အဲ့ဒါလိုကြွေးကြော်တယ်။ဒါကြောင့်မို့ဘယင်ကိုတုတ်ပြန်တာပေါ့ ဆိုတော့သူတို့တကယ်မီးတယ်မီးဖို့တဲကိုချပြခြင်းခံရတော့ညာလည်းပဲဖះသခင်သူတို့ကိုစွန့်ပြစ်မထားတာကိုကျွန်တော်တို့တွေ့ရတယ်တယောက်ချက်တော်တမမိတ်ဆွေများဒီနေ့ကျွန်တော်တို့ဘဝမှာကြုံတွေ့ရတဲ့ဘလို့အခက်အခဲပြဿနာပဲဖြစ်ဖြစ်သင်ကိုဘယ်တော့အခါမှစွန့်ပြစ်မထားတဲ့ဖះကဂတိတော်ကရှင်မသက်28မှာကကဘာကုံတဲ့အထိသင်တို့နဲ့ငါအတူရှိမယ်ဒါဆိုနောက်ပိုင်းတော့မရှိတော့ဘူးလားရှိအောင်ပါဘာဖြစ်လို့လဲ ကောင်းဝင်ရွှေပြည်မှာအတူပြန်နေတဲ့အခါမှာသာဝရကာလမှာအဲ့ဒီဖေဟာနဲ့အတူပြန်နေရမှာဖြစ်တယ်။နော်ဒါကဂတိတော်ဖြစ်တယ်။နော်သာဝရကာလမရောက်ခင်ပရတိသူပုံမှာလည်းကျွန်တော်တို့ကကိုရုံနဲ့တူနေရမှာဖြစ်တယ်။ဘလောက်ကောင်းလိုက်တဲ့ဂတိတော်ဖြစ်လဲချစ်တော်ဓမ္မမိတ်ဆွေများတယောက်သင်တူဦးတဲ့ဒုက္ခရောက်တာမဟုတ်ပါဘူး။သင်အနာမှာအီမာနွေလဖေဟာအမြဲရှိပေးနေတယ်။နော်ဒုက္ခရောက်တဲ့အခါသင်အနာမှာဖေဟာကအတူရှိပေးနေတယ်ဆိုတော့ဒီနေ့ ဒီကျွန်တော်တို့အားလုံးဂတိတော်ကိုသိပြီးတော့မှဒီနှုတ်ကပတ်တော်အားဖြင့်ပြန်လဲဝင်ငှခြင်းဖြစ်ပါတယ်အရောက်ရှိနိုင်ပြားတဲ့ခင် ကောင်းချီးပေးပါစေ။